လင်းစာမှာတော့ကျောင်းတခုချင်းစီရဲ့ကလပ်အဖွဲ့တွေကိုမိတ်ဆက်နေခဲ့ကြပြီးတော့အကားအဖွဲ့ရဲ့ဖြော်ပြရေးကိုရလာခဲ့ကြအောင်အားပေးနေခဲ့ကြပါရဲ့ အယံမိုက်တဲ့ကပြမှုတွေနဲ့ចောင်းသားတွေအားလုံးကလည်းတကယ်နဲ့ကိုအားပေးနေခဲ့ကြပါမယ်။အာမပေးပဲနဲ့အကပွဲကိုတောင်မကြည့်တဲ့ကောင်းလေးတယောက်ကရှိနေခဲ့ပါတယ်။တငယ်ချင်းတွေကလည်းအဖွဲကအယံမိုက်ចောင်းနဲ့ချစ်စရာကောင်းကြောင်ပြောနေခဲ့ကြတဲ့အချိန်ပါပဲ။အတိတ်ကဒဏ်ရာတွေရှိခဲ့တဲ့အတွက်ကြောင့်မလို့အကပွဲဆိုရင်လုံအောင်မကြည့်ခဲ့ပါဘူး။မိစ္ဆာပွဲပြီးသွားတဲ့အချိန်မှာတော့ကာဘုံနဲ့သူ့ရဲ့တငယ်ချင်းတွေလည်းထွက်လာခဲ့ကြပြီးတော့ဘယ်ကလပ်ကိုဝင်ကြမလဲဆိုတော့မေးနေခဲ့ကြပါတယ်။ အလေတန်းတော့မှာတော့ဆိုရင်ဘတ်စကတ်ဘောအသင်းကိုပဲဝင်မယ်လို့ဆုံးဖြတ်ထားတယ်။တငယ်ချင်းတွေကြောင့်ပဲကာဘိုကလည်းသူတို့ရဲ့ရွေးချယ်တဲ့ကလပ်ကိုပဲအတူတူရွေးချယ်ခဲ့ပါတယ်။တငယ်ချင်းနှစ်ယောက်ကတော့ကောင်မလေးတွေကိုသဘောကျတတ်ပြီးတော့စော်ကြည့်ဖို့ရအတွက်ဂီတအဖွဲ့တွေဝင်ကြမလားတို့အောင်စောင့်နောက်ခဲ့ကြပါတယ်။ဒီလိုနဲ့လက်ကမ်းစာဆောင်တွေထဲမှာဘတ်စကတ်ဘောစာဆောင်တစ်စောင်ကိုယူလိုက်တဲ့အချိန်မှာအကအဖွဲ့ရဲ့စာဆောင်တစ်ခုပြုတ်ကျသွားခဲ့ပါတယ်။ ကာဗိုလဲကြည့်လိုက်တဲ့အချိန်မှာပြုတ်ကျသွားတဲ့ဆိုင်ရက်ကိုကောင်မလေးတယောက်ကောက်ယူလိုက်ခဲ့ပြီးတော့ချစ်စရာကောင်းတဲ့အမူအရာလေးကြောင့်ပဲတတိထားမိသွားခဲ့ပါတယ်။နောက်တစ်ရက်မှာတော့ကာဗိုကလည်းအကအဖွဲ့လူခေါ်ရဲစာဆောင်ဖတ်နေတဲ့အချိန်မှာတငယ်ချင်းတွေရလာခဲ့ပြီးတော့အကအဖွဲ့ရဲ့ဝင်းချင်းလိုလာလို့ပြီးတော့ကာဗိုကလည်းကောင်မလေးတွေလာလို့ကြည့်နေရပါဆိုပြီးတော့ညာလိုက်ပါတယ်။အတန်းမီတို့ကာဗိုထွက်သွားတဲ့အချိန်မှာမထင်မှန်ကြားတာကသူရှင်တွေကတွေ့ခဲ့တဲ့ချစ်စရာကောင်းတဲ့ကောင်မလေးကအနီးနားမှာတယောက်တည်းအကလေးချင်းနေရာကိုတွေ့လေရပါတယ်။ချစ်စ စရာကောင်းရုံနဲ့မကပဲမှန်ရှိမှာကနေတဲ့သူ့ရဲ့အမှုရာလေးနဲ့ဆိုရင် အကမှအရန်တော်မဲ့ပုံမဲ့ဆိုပြီးတော့ကြည်နေပြီးတွေးနေခဲ့ပါတယ် ဒိုင်မဲကနေတာချုံပေါ်အနီးနားမှာရှိရဲကနေတဲ့ကောင်မလေးကိုဘီယူခိုးရိုက်ထားတဲ့သူတယောက်လည်းရှိနေခဲ့ပြီးတော့ပုံနေတာကိုလည်းတွေ့ခဲ့ရပါတယ်။ရိုက်ထားတာကတော့တခြားသူမဟုတ်ဘဲကာဘိုရဲ့တငယ်ချင်းနှစ်ယောက်တည်းဟာတယောက်ဖြစ်တဲ့ဟိုဒိုဆိုတဲ့ကောင်လေးဖြစ်ပြီးတော့သူ့ရဲ့ဗီဒီယိုပြန်ပြနေခဲ့ပါတယ်။ဟိုတိုကတော့ဆီယာကိုဒီလောက်ရှိစရာကောင်းပြီးတော့ဆက်စီကြတဲ့ကောင်မလေးမျိုးပြနေရင်းနဲ့ကာဘိုကလည်းရုတ်တရက်လမ်းကြီးလိုက်ခဲ့ပြီးတော့ကောင်မလေးရဲ့မထင်မှတ်တဲ့တရှိုးလာပါတွေကိုမြင်ပြီးတော့ချက်သွားခဲ့ပါတယ်။ကာဘိုကတော့ဒီ ိုမျိုးရှောက်မရိုက်ပဲနဲ့နေကြရအောင်ဆိုပြီးတငယ်ချင်းတွေကိုပြောနေခဲ့ပေမယ့်ဟိုတူကတော့ဘာကြောင့်မလို့ခါတို့မင်းလျှောက်လာဆိုပြီးတော့စာနောက်ခဲ့ပါသေးတယ်။ဒီလိုနဲ့စာသင်ချိန်တစ်ချိန်မှာတော့အတန်းထဲမှာစာမေးပွဲအသေးလေးကိုဖြေခိုင်းနေခဲ့ပြီးဘေးကလူချင်းချင်းလဲပြီးတော့စာစစ်ခိုင်းခဲ့ကြပါတယ်။ကာဘိုကလည်းမထင်မှတ်ပဲသူ့အရင်ကတွေ့ရတဲ့ကောင်မလေးနဲ့ဘေးချင်းကရဲ့ချသွားခဲ့ပြီးတော့စာရွက်ချင်းလဲပြီးတော့စစ်နေခဲ့ကြမလို့မျက်နှာကြည့်ပါနေရနေခဲ့ပါတယ်။ ဒီတိုင်းအတွက်ကြာမလို့ကာမလီရဲ့နာမည်ကိုဝန်တာဟီကာရာဆိုပြီးတည်သွားခဲ့ပြီးတော့အဖြေလာလေးကိုစစ်ပေးရင်လည်းလူတင်မဟုတ်ပဲလက်အေးပါလာနေရအောင်တတိချာမိလိုက်ပါညနေကဟိုတို့ရိုက်ခဲ့တဲ့ဗီဒီယိုမှာဝန်တာကတော့မပေါ်တပေါ်လေးဖြစ်နေအောင်အမှတ်ရပြီးဝန်တာရဲ့ဘောက်ကိုမြင်သွားခဲ့တာကြာမလို့ရှက်နေခဲ့ပါ ကံမူကတော့ဝန်တာကိုအကိုက်ကြိုက်တာလားလို့မေးလိုက်တဲ့အချိန်မှာသူယင်နေရတွေ့ခဲ့ကြအောင်ပြောတော့ဝန်တာကလည်းချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့သဘောကျကြအောင်ပြောနေခဲ့ပါတယ်။ကာဘိုတယောက်ကတော့စကားပြောရေးပုံသားချင်းကောင်းကောင်းနဲ့မလို့သူကထူချရဲသူမဟုတ်ဘဲနဲ့သူ့ရဲ့ပုံလေးကိုတီးခန့်ပေးပါဆိုပြီးတော့ပြောလာခဲ့ပါတယ်။ကာယအချိန်မှာတော့ဝန်တာလေးကလည်းလက်ညစ်ပတ်တာကိုတွေ့နေခဲ့ပြီးတော့ကာယအားနေတာကိုတွေ့သွားတဲ့အချိန်မှာကံဘိုကလည်းလမ်းသွားရင်းနဲ့တော့ပျက်စီးသိမ်းခုပေးခဲ့ပါတယ်။ ကအကြောင်းပဲအမေပြောရတဲ့ခါဘူးကိုအကစိတ်ဝင်လာလာလို့မိလိုက်တဲ့အချိန်မှာတော့သူငယ်ငယ်ကတန်းထဲမှာ ကားခဲ့ပူပင်မယ်အကကိုပြပြီးပြန်ကြည့်ရတဲ့အချိန်မှာတော့ရေနေကြတဲ့အကုံလုံးကိုကြည့်ပြီးတော့သူ့ကိုလောင်မြောင်နေလို့ခံစားရတဲ့ခံစားချက်ကြောင့်မလို့ဆက်မကဖြစ်တော့ကြောင်းပြောပြခဲ့ပါတယ် နောင်နီဘက်ကဘောအတင်မှာတော့ခါဘိုကလည်းအတင်နဲ့ကောင်းကောင်းတွဲဆော့နေခဲ့ပြီးတော့ကစားနိုင်တာကိုတွေ့နေခဲ့ရပါတယ်။တန်းနေရောက်တဲ့အချိန်မှာသူ့ကိုအားပေးတဲ့ကောင်မလီမြောက်ကလည်းခံဘိုတို့အတင်ကအယံမိုက်ကြောင်းနဲ့ခံဘိုရဲ့ပတ်စင်တွေကိုလည်းသဘောကျကြောင်ပြောနေကြပါတယ်။သတိနေတဲ့စကားပြောရင်ထင်ငေါ်တတ်တဲ့ခါဘိုတယောက်ကတော့အလေးချင်းကြောင့်မလို့ကောင်မလီတီကလည်းသူတို့နဲ့စကားပြောလို့စိတ်လှုပ်ရှားနေရင်ထင်ပြီးတော့စားနောက်ခဲ့ပါတယ်။ ။နောက်နေ့မှာကတော့ဝါဒါကလည်းကာဘိုဟာဘတ်စကတ်ဘောစကားတာကောင်းတယ်လို့ပြောခဲ့ပြီးရောတခြားသူတွေစီကကြားထားကြအောင်ပြောပြခဲ့ပါရင်ကာဘိုကလည်းသူ့ကိုယ်တိုင်ကစားရတာသဘောကျတာမဟုတ်ဘဲနဲ့တငယ်ချင်းနေနဲ့အတူတူကစားချင်ယုံနဲ့သူတို့ခေါ်လို့သာကလပ်ထဲကိုဝင်ခွေးရကြအောင်ပြောပြခဲ့ပါရင်ကာဘိုကတော့ဘာကြောင့်မလို့အကကိုနှစ်သက်တာလဲမီးနေခဲ့ပြီးတော့ဝါနာကတော့ပါလိယူဖြစ်ခဲ့ပြီးရှက်ချာကောင်းတဲ့ပုံစံလေးလုံနေခဲ့တာကြမလို့ကြိုက်လို့လို့ပြောခဲ့ပါရင် ဝန်နာကတော့ခါပူစကားအရန်နေတာကြောင့်မလို့သူနဲ့တငယ်ချင်းလောက်ရင် အရန်အဆင်ပြေတယ်စကားတွေအများကြီးပြောကြမလို့ဘူးလို့ပြောလိုက်ခဲ့ပါတယ် ကမ္ဘောဒီးယားကတော့ပြန်ရောက်တဲ့အချိန်မှာစကားမထင်အောင်လေးကျင့်နီးတွေပါပြီးဖတ်နေခဲ့ပြီးတော့ YouTube ကနေစကားထိတဲ့သူတွေပဲရိုက်ထားတဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုတွေ့လိုက်ပါရင်အကောင်လုံးကတော့စကားထိခဲ့ပေမယ့်အကမာရောအဆိုမာရောအံဝင်ခွင့်ကြားဖြစ်နေရတဲ့တွေ့ရတဲ့အချိန်မှာသူအတွက်အကသာအရာရာဆင်ပြေမယ်လို့တွေးမိသွားခဲ့ပါရင်ခဏကြာမှာတော့ဟိုတိုနဲ့ဆယ်ကူတို့ကလည်းဝန်နာရိုက်ထားတဲ့ဗီဒီယိုပို့လိုက်တဲ့အတွက်ကြောင့်မလို့စိတ်နှောက်ယှက်ဖြစ်သွားခဲ့ပါရင် နောက်ရက်မှာကတော့ခပ်ပိုးကလည်းတငယ်ချင်းနေနဲ့တွေ့ခဲ့ပြီးတော့ညာကဝန္နာကနေရဲ့ပုံပေါ်နေရဲ့ဗီဒီယိုလေးကိုဖျက်ပေးဖို့တောင်းဆိုရတဲ့အတွက်ကြောင့်မလို့ဟျိုတိုတို့လည်းအံ့ဩနေခဲ့ကြပါတယ်။ ခါဘောကစကားတော့မထစ်တော့ဘူးလို့ပြောလိုက်ခဲ့ကဒီကောင်ဒီနေ့တော်တော်ထူးဆန်းနေပါလားဆိုပြီးတင်ငယ်ချင်းတွေလည်းပြောရဲချိန်မှာပဲထွက်ပြေးသွားခဲ့ပါတယ်။ခါဘောကတော့ပြေးသွားရင်းနဲ့အရင်နေရာလေးကိုပြန်အောင်သွားရဲအချိန်မှာဝန်နာကနေရာကိုတွေ့ခဲ့ရပြီးတော့အယမ်းမိုက်တာမလို့အိမ်နာမှာပဲရက်ကြည့်နေခဲ့ပါတယ်။ခါဘောကလည်းဝန်နာကိုသူ့အကမှာပါလို့ရလားအကကလက်တဲ့ဝင်ချင်းလို့လို့ပြောလာခဲ့ပြီးတော့သူမမမိတဲ့အကတော့ကကိုကပြခဲ့ပြီးသူဒါပဲမမိတော့ရင်အဆင်ပြေလားကြည့်ပေးပါအောင်လို့ပြောလာခဲ့ပါတယ်။ဝန်နာကတော့သူ့ရဲ့လက်နေလန်ဟန်တာနဲ့ ျက်နှာလေးမော်ထားရင်ပို့ပြီးတော့မိုက်လာမယ်ဆိုပြီးပြောလိုက်တာကြောင့်ကာဘိုကလည်းသူ့ကိုသူများရဲ့ရဲမယ်လို့ထင်ထားခဲ့ကဝါနာကအခုလိုဆက်ဆံလို့တော်တော်လေးပျော်သွားခဲ့ပြီးတော့ဝါနာကလည်းဒါရီကသူ့ဖြတ်ကျော်လာခဲ့ပြီးမယ်လို့အားလုံးစင်ပြေသွားမှလို့ပြောခဲ့ရင်နဲ့နှစ်သိမ့်ပြေးခဲ့ပါတယ်